ချော်တခင်းစာနေရအတွက်အခက်ခဲတွေကြောင့်ရုန်းကန်နေရတဲ့လူဒန်းစားတွေဟာကျူးကျော်ဆိုတဲ့နာမည်လေးတစ်ခုတက်ခံနေရပြီးကျူးကျော်ဘဝမှာတောင်အိမ်ငှနေရတဲ့အဖြစ်တွေမျိုးအခက်ခဲတွေကပိုတောင်များလာနေပါတယ်။တန်လင်းသောတာကိတမြို့နယ်တော်ကကျူးကျော်နေထိုင်သူတွေရဲ့ဘဝဘလို့အခြေအနေရှိပါသလဲ။နေရာဒေသအစုံကနေရန်ကုန်မြို့ကြီးကိုအရေးဆွန်လာပြီးဝိုင်းရီအတွက်ရုန်းကန်နေကြသူတွေကသုံးခွာစာတီမက်ခင်တန်တယောက်ကတော့လဲလို့ဖို့မဖြစ်နိုင်တော့တာကြောင့် ကျူးပျော်ရက်ကွက်ထဲပြောင်းလာနေရပြီးကျူးပျော်ရက်ကွက်ထဲတစ်လ2000ခွဲနဲ့ငှားနေရပါတယ်။မိသားစုစားဝတ်နေရေးကျက်တဲ့လို့ကလေးငယ်တွေကိုကြောင်းမထားနိုင်ဘူးလို့ဆိုပါတယ်။ဟိုကကလေးရတယ်အိမ်မှာထိန်းကြောင်းမဲ့လူလည်းမရှိဘူး။နောက်ပြီးဒီကောင်လေးကိုကြောင်းထားလိုက်လို့ရင်သူ့ဖေကအလုံးလုံးဝေးမဲ့လူပြင်ပေးမဲ့လူရှိဘူးပေါ့နော်။ကြောက်ထန်းတော့ပြင်ပေးမဲ့လူရှိတော့အဲ့ဒါမှဒီကလေးကိုကြောင်းမထားပဲလေ။မင်းဖေရ။ဟိုတော့အရင်ဒီဦးပြောင်းလာပြီးတော့ခါကျခုမပြေလဲဘူးပေါ့နော်။မပြေလဲတဲ့ခြားရည်ရည်ဘယ်ဂျုံကန်ပြီးတော့အကလေးတွေနဲ့ သူကတနည်းရလေးတနည်းစားလိုက်ပေါ့တနည်းရလေးတနည်းစားလိုက်ပေါ့အများကြီးကြီးလေးပြီးကြစီပြီးလို့ပေါ့အဲ့လိုမျိုးကလေးရအများကြီးပေါ့နော်လုံလူကအိမ်မှာဒီသားတယောက်နဲ့ယောက်ျားတယောက်ပဲရှိရတယ်။ယောက်ျားကလည်းကျမ်းမာရဲ့အိမ်မကောင်းဘူး။အိမ်ကလာစားတလောက်2000ဝယ်ရှိတယ်။ဒီသားသူကစားသေးကတနည်းတည်းဆမ်းမနဲ့နဲ့ညာနဲ့ဆိုရင်တပီလောက်ချက်ရတယ်။အဲမလအလုံးမစင်းရတဲ့ရဲ့ကျတော့ဆိုရင်ညာရှိရပတ်စံနေအတူနေတဲ့စားပေါ့နော်။အခုဆိုရင်အိမ်လာစားဆိုလေးလာစားရှိတာပဲပေးနေတာပေါ့နော်။ ရန်ကုန်မြို့မှာအလုတ်ကင်ပေါ်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ပြောင်းရွှေ့လုတ်ကင်နေပေမဲ့ကျူးကျော်တဲ့တွေဖြတ်ခိုင်းရင်ရောကြီးရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ငွေရှင်ကြီးရှင်တွေကြောင့်လိုအပ်ခါကြောင့်ရလာတဲ့ငွေတွေကိုအိမ်လာကပေးရင်စားဖို့အခက်ကြုံနေတယ်လို့နေထိုင်သူအများစုကပြောပါတယ်။နားခေဖြစ်ပြီးနောက်လုတ်ကင်စရာပျောက်သွားလို့ရန်ကုန်မှာကျုံရဂျပန်လုတ်ကင်နေတဲ့ကိုလင်းလင်းကကြောက်ထန်းအုပ်တဲ့အလုံနဲ့မိသားစုစားဝတ်နေရေးကိုဖြည့်ရှင်းနေရလို့ အင်္ဂလကနဲ့အခြားစိတ်တွေကြီးမြင့်လို့ကလေးတွေကြောင်းမထားနိုင်တဲ့မိဘတူဖြစ်ပါတယ်။နောက်ပြီးတော့လုပ်ငန်းကြီးရဲ့အဆင်ပြေဒေသလိုလည်းအဆင်ပြေတော့ရန်ကုန်မြို့ကိုပြောင်းလာ။ပြောင်းလာပြီးတော့ဒီရေလဲရော်ရဲရော်ကျုံဝါကြံမဲ့လို့လို့သာကြောက်ထန်းတယ်။အဲကြောက်ထန်းတာတနေ့၄၅၆တောင်ရရတယ်။အဲဆိုမိသားစုများတဲ့အဆင်ပြေစိန်ရန်ကုန်ကစိန်ကြီးတယ်။စိန်ကြီးတော့အဆင်ပြေရသလောက်ကုန်တယ်အဲ့လိုပြောတယ်။ကလေးရလဲကူက ဟိုမှာဘလူးမှမရှိတော့ကလေးကိုကြောင်းထုတ်ယူခေါ်လာတယ်အကြီးမလေးကိုတက်နေနေအဆင်မပြေတော့မိဘတွေတရောက်လာတော့သူကဟိုမှာဘလူးမှထောက်ပံ့လို့မရှိတော့ဒီရွှေ့လာအစိုးရရဲ့စင်းရဲမွေးတင်မှုပပျောက်ရေးဆိုတာတကယ်စင်းရဲမွေးတင်နေသူတွေအတွက်မဟုတ်ဘဲဖြစ်နေတာတွေကစိတ်မကောင်းစရာတွေပါလို့ဆိုပါတယ်တနေ့လို့တနေ့စားရတဲ့သူတို့တွေမှာဘဝအာမခံချက်ဆိုတာလည်းအဝေးကြီးပါလို့ပြောပါတယ်ကျောတခင်နေရအတွက်ကျူးကျော်ဘဝရောက်ခဲ့တဲ့မော်လမြိုင်ကျွန်းကဥအောင်ကျော်ရဲ့တနေ့ဝင်ငွေကအများဆုံး9000ပဲဖြစ်ပါတယ် ဆိုင်ကနေပြီးစောက်ဝနေရဖြည့်ရှင်းနေရလို့ငွေဘုံငွေရှမ်းဆိုတာမရှိဘဲဒုက္ခတော်တွေရောက်နေပါတယ်။ကလေးတို့ဝင်ဝေးရတနေ့မှ4,000 5,000ရှိတယ်။အုံနာကြီးပေးတာရဲ့အိမ်စည်းရဲ့ရေဘိုးမီဘိုးရဲ့ဆိုတော့ကုန်တော့ဘာလဲ။အဲ့တော့အဲ့အိမ်လာကနေတင်ဖို့ဆိုတော့မလွယ်ဘူး။မလွယ်တော့ကလေးတို့ကြောခင်းနေရလေးရှင်ရပြီဆိုပြီးတော့အဲ့ဖြစ်တယ်လို့ပဲလာနေရတာ